ဟာအခုကတော့ပြောလို့ရှိရင်ဒါစိတ်လိုက်မှန်ပါဖြစ်တယ်ဗောနောကိုယ်စိတ်ကိုမထိနိုင်တဲ့အတွက်ကြောင့်မဖြစ်သွားတဲ့ဟိုပြဿနာတစ်ခုပေါ်မှာပေါ့အရန်လဲကြီးသွားတယ်ဒါပက်ပလစ်မှာလည်းတော်တော်လေးဟိုပြန့်နှံ့ပြီးတော့နှစ်ဖက်လုံးတော့ပြုံးပြုံးဖြစ်နေတယ်ဗောနောဒီရှိတရက်နှစ်ရက်ကဗောနောဘူဇာပြခရင်ယောက်ျားကနေပြီးတော့မှဒီဝန်ထမ်းကောင်းလေးတယောက်ကိုထိုးလိုက်တယ်ထိုးလိုက်တဲ့အကြောင်းပြချက်ကအာဒီဝန်ထမ်းကောင်းလေးတိတော့ဆော့တဲ့အချိန်မှာသူ့ကလေးက ပါနေတယ်ပေါ့ပါနေတယ်ဆိုတော့သူကနေပြီးတော့မှဒီဗီဒီယိုကိုဖျက်ပေးပါလို့ပြောလို့အဲဒီကောင်လေးကနေပြီးတော့မှဒီကလေးကလာလျှောက်တာပါညာနဲ့သူကလည်းသူ့ကလေးကိုထီတော့မခံမရနိုင်ပဲနဲ့အာထိုးလိုက်တယ်အဲ့ဒါကိုဒီကောင်လေးကတက်တော့တွတ်တွတ်ပေါ်ရီမှာပါရီမှာအကုန်လုံးတင်လိုက်ပြီးတော့မှဒါနည်းနည်းပွားကရက်ထခဲ့ရေပေါ့နော်အာဒါဒီဗီဒီယိုကတော့သူတို့အဲတော့ဦးပေါ့နော်ဒါအကုန်လုံးညှိနိုင်ပြီးတော့မှပြန်ပြေရတဲ့ဗီဒီယိုဖြစ်တော့ဒါအကုန်လုံးကတိနေကြတာပဲဒါဟိုစိတ်အခက်မခင်လို့ဖြစ်သွားတဲ့ကိစ္စလေးခုပုံမှာ ဘယ်လိုမျိုးပြည့်ပြည့်လေးလေးသိရှိလိုက်တာကောင်းတယ်လို့အမတော်ပြောနေပါတော့။ဟုတ်ကဲ့ပါ။ကျွန်တော်လည်းပထမကဟိုကတော့ဒီတောင်းပန်မှုပဲလေ။သူကကြာအမတော်ကကတော့ဒီတောင်းပန်လာမှလည်းမဆန်ဘူးပေါ့နော်။အဲ့တည်းလည်းကြည့်ကြည့်ကြပါလေ။တော်ပါပေါ့အမအနေနဲ့ကဟိုဟိုတောင်းကိုပေါ့။နောက်ပြီးတော့တောင်းမှန်းနေဆိုတာတချို့ကကြတော့ပြောကြမှာပေါ့နော်။အာသူကအမှုခွင့်နားလို့ကြောက်လို့ ဘာဖြစ်လို့တောင်းပန်လိုက်ရတာမျိုးဆိုတာမျိုးစိတ်ကိုစိတ်ကိုမပါဘဲနဲ့ဟိုဖိအားပေးခံရလို့တောင်းပန်ရတယ်ဆိုတာမျိုးမှလုံးဝဖြစ်စေချင်ဘူးအခုကဒါရရန်မျက်နှာကြည့်တဲ့ကံမှသိတယ်ဒါအမားတို့တော့တရှိရှိလုံးလက်တွဲခဲ့တဲ့သူတွေဆိုတော့ဒါရရန်ဆိုတာလဲစိတ်ကဟိုလက်သက်စအခုခုဆိုစိတ်ရန်ဆက်တဲ့မျိုးဆိုတော့ဖြစ်သွားတာတကယ်တော့စိတ်အေးသွားတဲ့အချိန်မှာအကြောင်းနဲ့ကြောက်ကဘာပြဿနာမှမရှိဘူး เนาะไอ้ตัวเจ้าบ่รู้แหละลาต้าหมั่นในเฉยมาเนี่ยตะเกเซยิ้มมันเนี่ยต้าหมั่นน่ะไอ้ตัวแหละอะมาอิจฉุติเนี่ยถ้าไม่ผิดติ่มไม่ผิดตัวได้กิษาบ่อะมาเนี่ยไม่ผิดจริงไอ้ตัวเนี่ยเซยิ้มก้าวเนี่ยดีเดได้อ่ะนะดีติ่มเจอเสียมันดีได้เลยบ่รู้เลยเสียมันดีเดบกะจ้ะแล้วแหละดีเดอ่ะวันนั้นนี่ชื่อมาโหอลุทุกข์กันอะไรสื่อพี่อ่ะกูแลหน้าเลยเออအမေကူလို့ကြာတယ်သူစီမံစီကံနဲ့မကိုက်ဘူးလို့ပြောပြတဲ့အကြောင်းမျိုးရှိတော့ကြတော့ နားလည်းအခုတရားနဲ့တရားနားလည်းဘူးပြောတာလေးတော့ရှိမှာပေါ့ဟုတ်တယ်မလားဒီညီလေးဘက်ကလည်းဟိုညီလေးတို့အတိတ်ပဲနဲ့ညီလေးတို့ဘယ်ကြီးလဲပြောကြတော့လေညီလေးတို့ပြောတဲ့အကြောင်းညကွာနောက်ဆက်ကဲဆူကျူးကိုမသိတယ်လို့ဟိုကောင်းတာမှန်တာတဲ့လူကနောက်ဆက်စကားနားတော့မှာဟုတ်တယ်မလားဟုတ်တယ်ဗာညီလေးအပြောကြီးပဲလဲမှန်နေမဟုတ်ဘူးလည်းကျင်းလည်းမှန်နေမဟုတ်ဘူး အဲ့ဒါဒီလေးပကလည်းစိတ်ရှင်းဖို့လိုတယ်လမ်းတွေ့ရင်တော့နောက်ဆုံးပြတ်သွားတာဒီလေးကိုဟောညီလေးအဲ့လိုနှုတ်ဆက်ပြီးတော့မှပဲအခင်မင်းမကြည့်အဲ့လိုပုံစံမျိုးပဲပေါ်လာနေနေတာသွားတဲ့နာဟောကတော့ပါရင်ရောက်နေတာနည်းနည်းစိတ်ကကြောက်လို့ဖြစ်တာပါဒါပေမဲ့ကြောက်ကြောက်အခင်မင်းလည်းကြာကိုကအဲ့လိုမြေမြေဆွေးဆွေးနဲ့ဖတ်ပြီးတော့ချိုးတော့ကြာပြော်သွားတာလားလို့မဲဘာမှမဖြစ်ဘူးအချင်းလေးကဒီတိုင်းပါပဲဟိုကလုပ်ငန်းအမရဲ့လူသားချက်တော့အရင်ကကဟိုလုပ်ငန်းကိစ္စဝင်ငန်းကိစ္စတွေဝင်မပါလို့ပြောတာပဲရှိရတယ် อารมณ์เนี่ยเอซีซีเว้ยดูไรเนี่ยကိုကကိုကကြတော့ဟောပါဘူးဝင်မပါဘူးကိုရဲ့မျက်နှာနေသားနဲ့ပုံမှန်ကတော့သူများမြင်ကတ်ကျင်တော့ကတ်ကျင်ကြပါဘူးလဲဆိုတော့ကျွန်တော်ကစီပွားရေးလုံးလာ23နှစ်ကနေအခု26နှစ်ကြီးကတောက်လျှောက်ကကျွန်တော်ကကြတော့ကိုရဲ့တောင်းနေမှာတောက်လျှောက်လုံးပဲ36လောက်ရန်ကြီးရဲ့26နှစ်နေစီလည်း 10နှစ်ကျော်တော့ပေါ့နော်တော်တယ်ပဲလို့လို့တော်တယ်ပဲလှုပ်လှလာကျွန်တော်ကကျွန်တော်မျိုးပေါ်လို့လို့သိရမလားဟိုတွေ့ကြူထေးကြူမလုပ်တတ်ဒီတိုင်းတော့ဝင်နာဆာလည်းကုမီတာလို့လို့ပဲကိုဒီပုံစံလားဝင်ပြောပြချင်းပြောရဲပြီးရင်ဆုံးမတယ်ဆုံးမရကိုလုံးဝင်နာနေမှန်းနေတာတပီးကြီးပဲအိမ်မနေတဲ့ဝင်နာလည်းအပြင်ကလာတဲ့ဝင်နာနဲ့မင်းတို့ဘယ်တော့မှတရားနဲ့တရားမဟုတ် ဒီကိစ္စတွေဖြစ်သွားပြီးမှလူတွေကအုံထားပုံတော့ဘုရားပြည့်ခင်ယောက်ျားကဒီလိုလားဝန်ထမ်းတွေကိုဒီလိုအာထိုးပြီးတော့မှအလုပ်ထုတ်လိုက်တာလားဆိုပြီးတော့မှဒါတို့ကလည်းပတ်စံရှိတဲ့အတိုင်းဝန်တော့ဆိုတော့ဒါတစ်ဖက်လူတွေကအမြင်မှာတော့ဒီကောင်လေးကိုအနိုင်ကျင့်တဲ့ပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်အဲအခုအဲ့ဒီတလောဒီအရှိတရနဲ့ကောဒီပုဇာပုခင်ယောက်ျားနေပြီးတော့မှဒီတရားဆွဲတဲ့ post တစ်ခုကိုတင်လိုက်တယ် အဲ့တနေ့တဲ့ခါမှမကြောက်ဘူးဒီကောင်လေးကနေပြီးတော့မှသူတောင်းပန်ပါတယ်။ဘာညာတရကနဲ့သူကဒီကြံတောင်းပန်စာနဲ့အဲရေးလာတယ်ပေါ့နော်။အဲ့ဒီအချိန်မှာလည်းပြိတ္တတချို့ကဘလို့ထင်သွားလဲဆိုတော့ဟုတ်တယ်လေအကြီးဒီပတ်ဆက်ရှိရလူနဲ့ဒါတာမန်ဝန်ထမ်းလေးတယောက်ကဘလို့နိုင်ရှင်လို့ရမှာလဲ။အဲဒါကြောင့်သူတောင်းပန်တာဘာညာတရကပေါ့နော်။သူကဒီတရားဆွဲလို့ရှိရင်လဲသူကမနိုင်နိုင်ဘူးလေ။ဆိုတော့ ီကိစ္စကြောင့်ဒီကောင်လေးကလာတောင်းပန်လာလို့ထိမှဆိုးလို့သူတို့ဒါ၃ရောက်ဆုံးပြီးတော့မှတတိချာလေးပြောတာပေါ့နော်နှုတ်နှစ်ဖက်တတိချာလေးအဆင်ပြေပါတယ်ပေါ့အဲ့လိုတော့ပါအောင်ပြောတဲ့လူမျိုးကျွန်တော်ကမြတ်တန်နဲ့ဆက်ဆံဖို့အတွက်ကျွန်တော်မိဘငငယ်လေးလေးအတင်ပြီးကြတာပါအဲ့တော့ဟောပါဘောအမတော်အကုန်လုံးကိုဖြေလဲစီခြင်းနဲ့ပါတော့နော်ပြီးတော့ဘလို့ဖြစ်သွားတဲ့ပြဿနာဖြစ်သွားတဲ့အချိန်မှာလည်းအမမရှိဘူးဆိုင်ထဲမှာမရှိဘူးဆိုတော့ကိုကကြားရရနေပေါ့ ိုဘလိုလေးဖြစ်တင်တယ်ဘလိုလေးအဆင်ပြေတင်တယ်ဆိုတာလေးပေါ့နော်အဲ့ဒါကြောင့်မလို့ခေါ်ပြီးတော့ဒါအောင်လေးလက်လာမယ်ဆိုတော့ပြည်ပြီးစကားပြောတယ်တော့အားလုံးနဲ့ဆင်ပြေသွားပါဘူးဟုတ်ကဲ့ကွာအရင်စဉ်းစားပြီးကြားပြန်ကိုတော့မှကိုမှုဆင်ပြေအောင်ပြန်ကြားရဘလိုဆင်ပြေအောင်လုပ်ပြရမလဲမိမပြောဟောဒါလို့ရှိရင်သူ့မှာကြောက်နေရှာမှာတဲ့ဟိုဟာသူတခုခုပေါင်းနေနေမှာခေါ်ခဲ့မှာဘောလို့ဒီနေ့စံတော်မရှိသလိုသူ့တက်လန်းနေအတွက်လည်းပိတ်သွားမှာဖြစ်စီခြင်းအဲ့ဒီအတွက်သူ့ကိုလည်း အခုကျွန်တော်ညွန့်ထွေးကြိုဆိုတယ်။ကောင်းကောင်းမွန်မွန်သူ့ကိုဆုံးမရဲဆုံးမရဲဆိုတာနောက်ကြလို့ရှိရင်ဒီလူစကားပြောလို့ဆိုတာဆင်ခြင်ဖို့ရေဆိုရှယ်မီဒီယာဆိုတာဟိုပုံမှန်သုံးနေတဲ့အကောင့်စင်းနဲ့ပြဿနာမရှိဘူး။ပေးသူတွေပါရရှိတယ်။ပေးသူတွေကတော့သူတို့ရည်ချင်လို့ရည်သူတို့ပြောချင်လို့ပြောမယ်။ပြောရဲ့ပြောပါဖြစ်လဲဆိုရင်ကျွန်တော်တို့အတွက်မကောင်းတာပြောသလိုသူ့ကိုမကောင်းတာရှိနေမယ်။ကာယကံနှစ်ယောက်ရဲ့ဖြစ်ဖြစ်နေတဲ့ ကြောင်းရကြတော့အဲ့လောက်ကြီးမကြီးကျယ်ဘူးဟိုကမဖြစ်ဘူးဒါပေမဲ့လူတွေရဲ့အမြင်မှာကြတော့အမျိုးမျိုးအမြင်နေနေတာအမျိုးမျိုးပေါ့အဲ့လိုဆိုတော့ဖြစ်သွားอืมเออเอเรนมาพี่โซ่ต้องมาเอ้ยเอามาเอ้ยอะโลเว้ยทีนี้แหละพี่พี่ได้เนี่ยเอาหนุเสร็จนะวะจ๋าล่ะถ้าเสร็จมาชินน่ะเราอ่ะโหอ่ะไม่มาแล้ว ကိုနဲ့ဦးမင်းတို့ဆိုင်ထဲမှာဆက်ဆံလို့ပြီးရမလားကိုယ့်ရဲ့မျက်နှာကတော့အတိုင်းနဲ့ကိုယ်ကဘယ်လိုလဲမှမပြုံးတတ်တာမဟုတ်ဘူးကိုကအလုံးညာတော့ကြတော့ကိုယ့်ရဲ့အတွေ့အကြုံကြီးတာအလုံးထဲမှာတွေ့နေရမလို့ဆိုင်ထဲကဝင်လာနေပါလို့လဲတော်တော်များများပါဘူးဘာလို့လဲဆိုတော့ဟိုသူ့အနေနဲ့သူအစင်းစင်းလေးရှိရလေနိုင်မဆိုရင်ကပို့ပြီးတော့မှမင်းတို့နဲ့ပြောရဆိုရဲဟုတ်တယ်မဟုတ်လားလူလေးလို့လူလေးတာအလုံးရှိရဲကိုကကြတော့ဟိုလုပ်ငန်းကြီးလုပ်တာဆိုတော့ဟော

စိုင်ထဲမှာတို့အော်ဟစ်တာရင်းရင်းဖြစ်တာတွေဆိုတာဘာမှကြောက်ဘူးလို့လည်းယေကနာအတိုင်းမရှိဘူးတင်တော့ဒါမျိုးဆိုတာမဖြစ်တင်တော့အဲ့လိုဖြစ်တယ်လို့ပြောကိုကစိတ်စိတ်သိကြတော့ဒီဆိုးရဲပါနော်စိတ်ဆိုးပြီးတော့ဆိုးပြီးတော့လုံထုံးလိုက်တာပေါ့ဒါပါပဲအဓိကတော့ဟိုဝန်ထမ်းချင်းချင်းညာဖြစ်တဲ့ဆိုးကလေးလာဘူးဒါမရှိတဲ့ပုံစံမျိုးလေးဖြစ်တဲ့ပုံစံကိုရအကြတော့ဟိုပါလေးဝန်ထမ်းတွေဟိုပါသာမိသားစုရင်းလို့ဆီလုံးသိနေတာဆီလုံးသိနေတော့ ပြတနာတခုခုဖြစ်တယ်လဲဆိုထုတ်လိုက်ဆိုတာတဲ့နဲ့လူကြီးကနောက်ကြရင်လဲသူမထုတ်ရင်ဆိုရင်ပြတနာဖြစ်လို့ရှင်ဆိုရင်သူ့လုံအောင်ကြမထုတ်ငါကြထုတ်တယ်ဖြစ်မှာဆိုလို့ကျွန်တော်ကဝန်ထမ်းကောင်းမှန်သမျှပယ်ဝန်ထမ်းကလွတ်ချင်မလဲရန်ရန်ဆိုရင်လဲလောက်ကုန်ခံမှာလေကျောသားပြီးနောက်တော့နောက်ဟုတ်တယ်ဟုတ်အဲ့အဲ့ဆိုတော့အကျူးကြောင်းကတခါတည်းတိုက်ဆိုင်သွားတော့ကိုဒီကလေးတတော်မစွန်းနဲ့ဆိုတော့ကျန်လာကြမို့ တို့ဟိုဟာလေကလေးပုံစံတွေကဟိုဟာလေပေါ့မတင့်တော်တာမျိုးတွေကလေဖြစ်သွားလို့ရှင်ကြလို့ရှင်ကျွန်တော်ကကြတော့ကြည်ပြီးသင်ပြီးနေတာလေသူကကြတော့လေအဲ့လိုကိုအတူရှိပါကလေးတွေကိုလေအမဆိုရင်ဘယ်လောက်တောင်ပြောလဲသိရင်မမဟိုဟာမတော့မြတ်ကောင်းနှစ်ခုရှိရမယ်နော်ကျန်လာပြီးကေထွန်းရင်ကိုကြတဲ့ပြန်စမ်းလို့နှစ်ခုရှိရဟုတ်အဲ့နကူကလွင်ရင်ဘယ်တိတော့အကောင့်မှာမမကနဲ့အဲ့လိုပြောထားတာဟိုဟာဘုံကြီးရဲ့အကောင့်နဲ့နောက်ဟိုဟာကိုကိုရဲ့အကောင့်သွားအစ်စ်ထပ်ဖွင့်လိုက်တယ်ဘိုးရ ခွင့်မီသူကတော့မတူစုပဲမကရဘူးအဲ့လိုမျိုးနောက်မမီတို့ဒီဟိုဟာသမီးအကောင့်နှစ်ခုလောက်အောက်ကလွဲလို့တခြားဘယ်အကောင့်မှမှအဲ့လိုမျိုးဟိုထွက်သွားတာမျိုးကလွာမျိုးမမီလက်မခံဘူးပြီးလို့ရှိရင်ကလို့ရှိရင်လည်းအရန်အဲ့လိုလက်ကော့လေးမှာပြင်ရန်လို့ရင်ရန်လို့အဲ့မျိုးဆိုရင်မမီတို့မာပြလို့ရှိရင်ပြောတယ်မမ်းကြိုက်ဘူးနော်ဒီလိုမျိုးလေးကြတော့မသိတော့ဘူးဒါမျိုးလေးမကားနဲ့ကလေးတို့ကမှအများအဲ့လိုမျိုးပြောတယ် 你连落，你连落月姐干了，没洗盐，买洗碱还是买？没洗碱还是买？干不卖。哇！搿里底也搞不几多年啊，没点多无数人家讲，一路没松下来，对不对？哎，一路路过，啊，你留了你了，过了年吃汤面，吃了就贵州人嘛，老家人包公过奈个酒家，过奈个酒家，一路一路在散步，一年年年年，一路过一会，一路一年年。 ကြာဆိုမယ်နောက်ကြလို့ရှင်ကအပေါ်ဆုံးရောက်လာနေတယ်။နော်။ခုကလည်းညီလေးကိုအာရမလာတောင်းမှလာပါလုံးနဲ့ချိတ်ချောက်တာပါခင်ဗျာဘာမှမရှိဘူးနော်။ဟုတ်ကဲ့ပါ။ဒီပြောကြတာ။ရှိရ။ညီလေးဘိုးတို့ထိုင်ပြီးရှေ့ကိုတောင်းမှမယ်ပြောရတော့မှဒီမှာဘိုးပြောကလှုပ်ရှားမှုဘူးညီလေးပြောရတာ။ ဆရာသုံးပါဆရာဆရာသုံးပါဖို့ပြောတယ်ဒီလိုမလုံးဘူးနောက်ဒီလိုရှင်ပြန်ဖို့ဆိုတာကိုပြောပြရဟုတ်ကဲ့ကြောက်ကြမို့တူတူရစိတ်ကမကောင်းဘာဘာလဲစိတ်ကကိုလည်းတူတာဘောကိုမိသားစုပြရမလားကိုတိတ်တာနူးနန်းနေရရမျိုးလေးဆိုတော့သူ့ဘက်ကတော့အဲ့လောက်ကြီးရဲ့ဒီမှာကြီးရဲ့မယ်နေတို့ပြန်သွားမယ်လေပြန်သွားမယ်လို့လည်းပြောချင်တယ်ဒါနဲ့ online ကြီးရဲ့တိုင်းလေး သူကြောင့်လည်းအမည်လို့ကိုယ်ကံတာအဲဆိုတော့သူရသူ့ကိုလည်းစိတ်ကိုတောင်းလို့မလို့မြေးတောင်းပွဲသူလည်းအမည်ပါနေတော့အမည်ဆုံးမှကျင်လို့ဒီစားရဲအလိုလေးကတောင်းပါလိုက်။အားလုံးပါတောင်းလို့။ပြီးကြရရပြီးသွားပြီပါမဆက်ချက်တာ။နော်။တက်ရှင်ရှင်လေးနဲ့ကိုရတယ်။ဆရာတော်ရင်းနဲ့လည်းမင်းတို့ယဉ်ကြီးကြတော့ဆရာတော်ဒီမှာညာနေ။ ကျွန်တော်လည်းအမှန်တမ်းပြောလို့ရှိရင်အဲ့ဒီစိတ်ကြီးကလည်းအရင်ကပုံမှန်ဆိုရင်လှုပ်လှုပ်တဲ့စိတ်ပဲရှိရကျွန်တော်အခုကြားထဲမှာဟိုဟိုဒုံလပတ်ဝတ်တာတို့ပြည့်မလားအဲ့လိုဘုံเจ้าကြီးဖွားလိုက်ဘုံကြီးတွေဟိုဟာဆရာတော်ကြီးရဲ့ကျွန်တော်တို့ အခုလိုကိစ္စနဲ့ပတ်သက်ပြီးတော့အခုကြီးရှုနေတဲ့ပုံသက်တွေကိုဘလို့ထင်လဲဘလို့မြင်လဲဆိုတာကိုကိုမမရေးသွားပေးခဲ့လို့ရပါတယ်။နောက်ထပ်ဒီလိုသတင်းတွေကိုလည်းတင်ဆက်ပေးဦးမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ပေးသွားကြပါဦးရှင်။